ီဆယ်လာပိုင်းမှာဆိုလို့ရှိရင်စနေသားသမီးများကအချင်းရင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်နှောက်နေရတတ်ပါတယ်စိတ်နှောက်ရှင်လေးတွေဖြစ်ပေါ်လာတတ်ပါတယ်မတိကျမရင်ရတဲ့အချင်းရင်းတစ်ခုကိုဖျက်ဆီးနေရပါလိမ့်မယ်အိမ်နောင်ကြီးမှာကြတော့အတိုက်ခံနေအပြူတဘောမျိုးလေးတွေ့ကြုံမှာဖြစ်ပါတယ်အိမ်နောင်ကြီးကိုအထူးကယူဆိုင်ပြီးပါမထင်မှတ်ပဲနဲ့အပြောင်းလဲအကြီးကြီးမားမားကိုဖြစ်ပေါ်လာမှာဖြစ်ပါတယ် ဒီဆယ်လာပိုင်းမှာစနေသားသမီးတွေအလွန်ကံကောင်းတယ်လားလို့ပြောလို့ရပါတယ်။ကံမကောင်းလို့ပြောတဲ့သူကတော့တေးကြပါတယ်။သူတို့ကအလောင်းအစားတွေအပျော်ပါးတွေပျော်မွေ့နေတဲ့သူမျိုးသားဖြစ်ပါလိမ့်မယ်။အလုပ်ကိုတက်တက်မဲမဲလုပ်ပြီးတော့ဘာသာရေးကိုမေ့လျော့နေတဲ့သူများသာဖြစ်ပါလိမ့်မယ်။ဒီကာလမှာစနေသားသမီးတွေဒီနှစ်ကိုကအလွန်အလွန်ထူးခြားတဲ့နှစ်ဖြစ်ပြီးတော့မှအလွန်ကိုတန်အခွင့်လန်းနေ ကောင်းမွန်တဲ့နဲ့လည်းဖြစ်တယ်လာလည်းဖြစ်ပါတယ်အဲ့ဒီလိုလာမျိုးမှာစနေသားသမီးတွေကမိမိတို့ရဲ့ကံကိုမှီပြီးတော့စုပ်ကင်ပြီးတော့မှမိမိတို့ကပြုတ်လုဆောင်ရရမှာဖြစ်ပါတယ်ကျွန်မပြောချင်တာကကိုကကံကောင်းခြင်းနဲ့ကံကလည်းကိုယ့်မျက်နှာပေးနေပြီဆိုရင်အဲ့ဒီကံပေါ်မှာကိုကညောမလိုက်ပဲနဲ့ အောက်ခြေခိုင်မာအောင်လို့ဒိတ်ချန်လေးဝင်မယ်ဘာသာရေးတွေဖိလုပ်မယ်နော်ဒီလိုကာလမှာကိုကိုကိုလည်းပြောင်းလဲယူရမယ်ဒါဆိုရင်ကျမတို့စနေသားသမီးများဟာတေချာပေါက်ကံကောင်းတဲ့သူတွေဖြစ်ပါလိမ့်မယ်အဲ့တော့ဒီကာလမှာစနေသားသမီးတွေအရန်အရန်ကံကောင်းတဲ့လတလဖြစ်ပါတယ်အဲ့ဒီလိုပြောလို့အလုံးစုံကြီးရတော့ကံမကောင်းနိုင်ပါဘူးကျမခုနပြောသလိုပဲ အချစ်ရင်းမှာအနည်းငယ်တိုက်ခတ်စိတ်နောက်ရက်ကလေးတွေတွေ့တယ်။အိမ်နောက်ရင်းမှာတိုက်ခတ်အပြိုင်ဆိုင်ကြီးနဲ့တွားနေရမယ်။အပြုတဘောမျိုးတွေရှိတယ်။စကားများမယ်ရန်ဖြစ်မယ်။ဒီလိုပုံစံမျိုးနဲ့အိမ်နောက်ရင်းကိုဖျက်တမ်းရမယ်ကာလလည်းဖြစ်တယ်။ဒါကိုကိုကသိထားမယ်။ဂယူဆိုင်မယ်။စင်ကျင်မယ်ဆိုလို့ရှိရင်တော့ခုနကကျွန်မပြောတဲ့အတိုက်ခံလေးတွေကြုံကျင်မှလည်းကြုံရမှာဖြစ်ပါတယ်။ဒါကိုကျွန်မပြောပြတာပါနော်။အဲ့တော့စနေသားသမီးများဒီကာလမှာဆိုလို့ရှိရင် မင်္ဂလာကိစ္စပြုလုပ်ဆောင်ရွက်ရတတ်ပါတယ်အပြုလူလူဆိုရင်တော့တေချာဘောက်ကိုအိမ်အောင်ကြလည်းရှိပါတယ်เนาะအိမ်အောင်ကြတတ်ပါတယ်ညနာပွင့်မယ်စမ်းပွင့်တဲ့ကာလတစ်ခုလေးဖြစ်တယ်အဲ့တော့ဒီကာလမှာစနေသားသမီးတွေအိမ်အောင်ကြလည်းရှိရယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်เนาะအဲ့တော့ကိုရှိမှာ တရားစစ်နဲ့ပတ်သက်တဲ့စက်ပစ္စည်းတွေအစ်စ်တွေဝင်လာတတ်တယ်နော်နောက်တစ်ခုကစိန်တဲ့ပစ္စည်းတွေပါဝင်လာတတ်ပါတယ်ဆရာသမားတို့ပုံကုတ်မှုအထက်လူကြီးတို့ပုံကုတ်မှုတွေဟာကိုယ့်ကိုဒီကာလလေးမှာထူးထူးခြားခြားအရေးပြီးဆက်ဆံတာမျိုးတွေတွေ့ရတတ်ပါတယ်ကိုယ့်ရဲ့လှုပ်ဆောင်တဲ့လှုပ်ဆောင်နိုင်တဲ့အခွင့်အလန်းတွေပေါ်ပေါက်လာတတ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီကာလအရန်ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီကာလလေးမှာစနေသားသမီးတွေကကိုယ့်ရဲ့မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားပါ။မိဘကိုကြော့ပါ။အပြစ်တွေကိုဝန်ချတောင်းပန်ပါ။ဒီကာလမှာအရေးကြီးတဲ့တန်တရားဖြစ်ပါရင်အရေးကြီးတဲ့ကာလလေးဖြစ်ပါတယ်။ကိုယ့်ရဲ့မိဘနှစ်ပါးကိုစိတ်ချမ်းသာအောင်ထားမယ်နှစ်ဖြစ်ပါတယ်။ကာလဖြစ်ပါတယ်။နောက်တစ်ခုကိုမိဘကိုညှို့ညင်အောင်လို့ကိုကပြောမဆိုမမဖြစ်အောင်လို့ တတိလေးထားပြီးဆက်ဆံမယ်ဆိုရင်ကိုယ့်ရဲ့အလုပ်တွေကပုံမှုပြီးတော့အကျိုးရှိစေပါတယ်။ပုံပြီးတော့လည်းကောင်းလာစေပါတယ်။အဲ့တော့ကုန်းမိပါတိုင်းတက်တဲ့အရာလေးတွေနော်ကိုကရွယ်ဝပြီးတော့လက်ဆောင်ပေးတာကတော့အားမျိုးတွေပြုလုပ်ပေးပါ။မိဘကိုကျူးမွေးဆောက်ရှောက်ပါ။နောက်တစ်ခုပြောချင်တာကကြတော့ဒီနှစ်မှာစက်တူလုပ်ငန်းတွေဒီကာလမှာစက်တူလုပ်ငန်းတွေအောင်မြင်ပါတယ်။အကျိုးပေးပါတယ်။အဲ့တော့စက်တူလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်ကျွန်မအနေနဲ့သူပြောချင်တာကစနေသားသမီးများက နေသားသမီးရဲ့အင်္ဂါသားသမီးတောက်ကြသားသမီးစသားပြီးသားသမီးအဲ့လိုသားသမီးများနဲ့စတူစည်းဝါးတွေလုပ်မယ်ဆိုရင်ကံကောင်းတက်ပါတယ်အဲ့တော့ဒီနှစ်ဒီကာလလေးမှာစနေသားသမီးများခရီးနဲ့ပတ်သက်တာတွေအလုံးအလုံးကောင်းပါတယ်ဘရားဘူးခရီးတွေတွားရတက်ပါတယ်အဲ့တော့ကိုယ်အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ခရီးမျိုးတွေထွက်ရတက်ပါတယ်နိုင်ငံရေးသားခရီးမျိုးတွေတွားဖို့ရည်ရွယ်ထားတယ်ဆိုရင်ကောင်းပါမှာလေတွားရတက်ပါတယ်ဆက်တွေကောင်းနေရရှိပါတယ်ဝင်လန်းဖြစ်တယ်ဆိုလို့ရှိရင်တော့ ရာထူးကြီးကြီးမားမားတွေရရှိတတ်ပါတယ်။အလုံနေရာတွေပြောင်းရွှေ့ခံရတတ်ပါတယ်။ကိုယ့်ရဲ့အလုံမှာအကြီးငယ်မျက်နှာသားတွေပေးလာတတ်ပါတယ်။နောက်တစ်ခုကကိုယ့်ရဲ့ပစ္စည်းတွေတန်ဖိုးရှိတဲ့အရာတွေပျက်စီးဆုံးရှုံးသွားလို့စိတ်တော့ကရောက်ရှိနေတာရှိရဆိုလို့ရှိရင်စိတ်မပူပါနဲ့ဒီကာလလေးမှာအဲ့ဒီအတိုင်းကိုပြန်ရလာတတ်ပါတယ်။အဲ့တော့လက်ဆောင်ပစ္စည်းတွေရရှိရရှိတတ်ပါတယ်ဝင်လာတတ်ပါတယ် အဲ့တော့စနေသားသမီးများမမျော်လင့်မယ်ねဒီကာလလေးမှာအခြေအနေတစ်ခုကိုရောက်ရောက်ရှိသွားတတ်ပါတယ်အဆင်မပြေတဲ့အခြေအနေကနေပြီးတော့ရုတ်တရက်ကြီးဝန်းကနေအဆင်ပြေသွားတာမျိုးပေါ့နော်လက်ရှိဟိုကတမန်အနေထားတစ်ခုကနေပြီးတော့ပုံမကောင်းမှုနဲ့အနေထားတစ်ခုကိုရောက်သွားတာမျိုးဒီကာလမှာသိကြပါဖြစ်ပါလိမ့်မယ် ဒါကြောင့်ဒီမအနေနဲ့ဘာသာရေးကိုအဓိကလုပ်ပေးပါနောက်တစ်ခုပြောချင်တာစနေသားသမီးတွေအသက်44နှစ်ကျရောက်နေတဲ့စနေသားသမီးတွေကထူးခရူးဆက်ရမယ်เนาะဒီမပြောတဲ့အားနဲ့အခုကြည့်နေတဲ့ဒီမှာအသက်44နှစ်စနေသားသမီးတွေပါတယ်ဆိုရင်လူမှုရေးကိစ္စတွေရှောင်ပါပရိုက်တာအလုပ်တွေရှောင်ပါနေရတကဝင်ပါတာမျိုးတွေနေရတကဆက်စုတာမျိုးတွေနေရတကကွာဆရာလောက်တာမျိုးတွေရှောင်ပါမယ်နေရတကကိုအကူအညီပေးတာမျိုးတွေလည်းရှောင်ပါမ ။ဘာကြောင့်လဲ။ကို့မှာလာပြီးတော့ဘုခင်းနေဖြစ်တတ်ပါတယ်။ဒီ54နှစ်ကာလဒီဆယ်လာပိုင်းဆိုရဲကာလမှာအမှုခင်းပြဿနာကြီးဝင်ရောက်လာတတ်ပါတယ်။ဒါကြောင့်ကိုကငြိမ်ငြိမ်လေးနဲ့နောက်ဆုတ်ပြီးတော့နေပြီးလိုက်ပါ။အဲ့တော့ကျမကြီးလေရုတ်တရက်ညံ့တတ်ပါတယ်နော်။အသက်54နှစ်ဒီသားမိများဆိုလို့ရှိရင်ကျမကြီးညံ့တက်ပါတယ်အဲ့တော့အဲ့လိုမဖြစ်အောင်လို့ကျမတို့ ိုးအကြီးကြီးတလုံးပေါ့ကိုယ့်အိမ်မှာရှိတဲ့အိုးကြီးကြီးတလုံးထဲမှာကြောက်စရိတ်ခဲအနည်းငယ်ထည့်ပါနော်ကြောက်စရိတ်ခဲအနည်းငယ်ထည့်ပြီးသွားလို့ရှိရင်အိုးလို့လည်းရတယ်ညီအိုးအလို့ပေါ့နော်ကြောက်စရိတ်ခဲအနည်းငယ်ထည့်ထည့်ပြီးသွားရင်ကျွန်တော်တို့တောက်ကြံနေနေနေစောင်းပေါ့သုံးနာရီနောက်ပိုင်းပေါ့နော်၄နာရီလည်းရ၅နာရီလည်းရ၆နာရီလည်းရသုံးနာရီနောက်ပိုင်းမှာချောင်းလုံးမြစ်တို့မှာငါတန်နေခံစီလို့မမတင်းတင်းပြောပြီးတော့ပြစ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့တန်လေးကောင်းသွားပါနဲ့ ဲ့တော့ဒီကာလကအလွန်ကောင်းတဲ့ကာလလို့ပြောထားပါတယ်။ကိုကအဓိကလုပ်ပေးရမှာကျွန်မမိတ်ဆွေများဘုရားဘုခီးထွက်ပါအတိတ်ထံဝင်ပါမွေးနေ့ဝေးရမှာတတ်တတ်လို့စားပါအဲ့ရပြောင်းအိပ်ပါနောက်ကိုအိပ်နေတာအိမ်ငန်းထဲမှာအိပ်နေတယ်ဆိုရင်မွေးနေ့တိုင်းမှာဘုရားကန်းကိုထွက်အိပ်ပေးပါဒီလမှာเนาะဒါမျိုးလေးကိုပြုလုပ်ပေးပါနောက်တက်ကြီးရွယ်အိုးစေဝတ္တစာလှူတာမျိုးကြီးစံစီစေစာလှူကမ်းတာမျိုးပေးကမ်းတာမျိုးစုံကျဲတာမျိုးကြီး ြုလုပ်လို့ရပါတယ်အဲ့တော့ဒီကာလလေးမှာမိမိတို့အနေနဲ့ကြက်တနာတစ်ခုခုကြုံတွေ့ရပြီဆိုရင်တနင်းကိုနေနေမှာတနင်းကိုနေနေမှာအုံသားပါကိုယ့်ရဲ့နာမည်လေးရေးအုံသားမှာကိုယ့်ရဲ့နာမည်လေးရေးပြီးတော့မှငါတန်နေခံစီလို့ပြောပြီးတော့ခြေညှော့ပြစ်လိုက်ပါနော်ခြေညှော့ပြစ်လိုက်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကိုယ့်ရဲ့မိရင်းနဲ့ကျမကြီးညံ့နေတယ်ဆိုလို့ရှိလို့ရှိရင်တော့ ငှက်တူကျက်တူကိုအစာကြီးပြီးတော့ဆူတောင်းပေးလိုက်ပါเนาะငှက်တူကျက်တူကိုအစာကြီးပြီးတော့ဆူတောင်းပေးပါ